အလုံးအလုံးဝင်းမင်္ဂလာပါဗျာ JDS channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ UMC မှာ Rainier Director တင်အောင်ပထမဆုံးရှုံးပွဲကြုံတွေ့တွားခဲ့ရတဲ့အကြောင်းရင်းကဘာဖြစ်မလဲဆိုတော့ကိုတုံတက်တင်ဆက်ပြီးသွားပြီးမယ်အပြင် One Friday Fights 130မှာပါဝင်လာမဲ့မြန်မာ Fighter နှစ်ဦးရဲ့ဒွေးဆိုင်တွေအကြောင်းနဲ့ 1173မှာစိတ်ဝင်စားဖို့ကောင်းတဲ့အကောင်းဆုံးချန်ပီယံခပ်ပတ်လူပွဲ၃ပွဲအကြောင်းစတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုစူးစီးတုံတက်တင်ဆက်ပေးတော့မှာဖြစ်ပါလိမ့် UMC မှာ၄ပွဲဆက်တိုက်အနိုင်ရရှိထားခဲ့ပြီးတော့ ranking အဆင့်၄နေရာအထိကိုတက်လန်းနိုင်ခဲ့တဲ့ Ryanian Director ဟာဆိုရင်တော့၅ပွဲမြောက်မှာပထမဆုံးရှုံးပွဲကြုံတွေ့သွားခဲ့ရပါတယ် Robert Whittaker လို့ထိတ်တန့် Fighter ကိုတော့ ထူပြနိုင်ခဲ့တဲ့ဆိုပေမဲ့လည်း ranking အဆင့်9က Brandon Allen ကိုရှုံးနေတောင်းခဲ့ရတာဖြစ်ပါတယ်။ကပလူပွဲမဟုတ်ပေမဲ့လည်း UFC Fight Night ပြိုင်ပွဲရဲ့ကောင်းပွဲအနေနဲ့ထူးတက်ရတာဖြစ်လို့ Ryanian တို့တွဲဆိုင်က9ချီအနေနဲ့ထူးတက်သွားခဲ့ရတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ Ryanian Director ကတော့၄ချီအပြီးမှာပဲဆက်မထူးတက်နိုင်ခဲ့တော့လို့ပွဲရက်လိုက်ရပြီး TKO နဲ့အရှုံးပေးလိုက်ရတာဖြစ်ပါတယ်။ Brandon Allen ကနောက်ထောင်စကူခုနှစ်ကလေးက UMC အဖွဲ့စီမှာရှိနေခဲ့တဲ့ fighter တဦးပဲဖြစ်ပါတယ်။သူကလည်း Jiu-Jitsu ခပ်ပတ်အနက်ရရှိထားခဲ့တဲ့ fighter တဦးဖြစ်ပြီးတော့ ground ပိုင်းမှာ short အတွက်ထားလို့မရတဲ့ fighter တဦးပဲဖြစ်ပါတယ်။ဒါအပြင် stand fight ပိုင်းမှာပါ Rainier ထပ်ပူတာတဲ့စွမ်းဆောင်ရည်မျိုးကိုပိုင်ဆိုင်ထားခဲ့ပါတယ်။ဒါကြောင့်အစကတည်းက Brandon Allen ဟာ Rainier အတွက်ခက်ခဲနိုင်မဲ့ပြိုင်ဖက်မျိုးစုတာခက်မှန်ထားခဲ့ကြပါလိမ့်။ ဒီပွဲမှာရိုင်းနီယာဒရိုက်တာကိုရှုံးနိမ့်စေခဲ့တဲ့အဓိကအကြောင်းရင်းကိုဆွဲထုတ်ကြည့်လိုက်ရမယ်ဆိုရင်တော့တက်လုံးကြောင့်လို့ပြောရမှာဖြစ်ပါတယ်။ဖိုက်တာနယ်အောင်စလုံးက ground game ကိုပဲအဓိကထားကစားသွားခဲ့တာကြောင့်ပရိသတ်တွေအတွက်ဖြိုဖြီမှုပေးနိုင်ခဲ့တဲ့ပွဲတစ်ပွဲတော့မဖြစ်ခဲ့ပါဘူး။ပထမအချိန်မှာတော့ရိုင်းနီယာဒရိုက်တာကဝင်လုံးပြီး body triangle လော့ယူနိုင်ခဲ့ပါတယ်။အဲဒီကနေရီယန်နကချုပ်လုတ်ဖို့ကြိုးစားခဲ့တယ်ဆိုပေမဲ့လည်းတပတ်ကဘရန်ဒန်အဲလန်ကကာကွယ်သွားပြနိုင်ခဲ့ပါတယ် ်ပထမအချိန်မှာတော့ Rainier Director ကပင်အသာရရှိခဲ့တယ်လို့ပြောလို့ရပါတယ်ဒုတိယအချိန်မှာတော့အလက်အပြောင်းတွေကစပြီးမြင်တွေ့ခင်ရပါတယ် Rainier ကပထမအချိန်တုန်းကလို့ Brandon Allen ကိုဝင်လုံးပြီးနောက်ကနေ Ryan Nugget ချုပ်လုပ်ဖို့ကြိုးစားခဲ့တာပါဒါပေမဲ့ Brandon Allen က transition လုပ်ပြီးတော့အပေါ်ကနေပြန်ထုထောင်းပြသွားနိုင်ခဲ့ပါတယ်ဒုတိယအချိန်မှာတော့ Brandon Allen ကပြန်အသာရရှိသွားခဲ့တာဖြစ်ပါတယ် တကယ်တော့ဒုတိယအချီမာဂရက်ကရိုင်နီယာဒရိုက်တာတယောက်တက်လုံးကြသွားခဲ့တာလဲတွေ့ရပါတယ်တတိယအချီမာလဲဘရန်ဒန်အလန်ကပဲရိုင်နီယာဒရိုက်တာကို ground ဖောင်းမှာဆက်ပြီးတော့ထူထောင်နေခဲ့လို့ရိုင်နီယာလဲတော်တော်လေးကိုအထိနာသွားခဲ့ရပါတယ် ဒီနေရာမှာကွန်ချသွားခဲ့တာကတော့နေရာစလုံးက ground တမဖြစ်ပြီးမဲ့လဲရိုင်းနီယာကတော့ဂျူဂျီဆုတခုထဲကိုပင်အပြုတ်ပြီးချုပ်ွက်ပုံဖော်ဖို့ဦးတည်တဲ့ fighter ဖြစ်နေခဲ့ပါလေ။ဒါပေမဲ့တစ်ဖက်က Brandon Allen ကတော့ဂျူဂျီဆုတင်မကပင်နံပါတ်နောက်ခံလဲရှိတဲ့အတွက် ground and pound မှာကောင်းကောင်းကစားပြသွားနိုင်ခဲ့တဲ့ fighter မျိုးပင်ဖြစ်ပါလေ။သရုတ်ထားအချီအထိဆက်ပြီးတော့ထူထောင်ခံနေရတဲ့နောက်မှာတော့ရိုင်းနီယာလေးရုပ်ပြက်စင်းပြက်ကိုဖြစ်သွားခဲ့ရပါတယ်။ ရုတ်ထအချီပြီးတဲ့အချိန်မှာချက်ချင်းအောင်ပြန်မထနိုင်ခဲ့တဲ့အထိလင်းဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ Rainier Director ရဲ့တောင်းကအရှုံးပေးလိုက်တာကြောင့် TK ဦးနဲ့ပဲ Brandon Allen ကအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ Rainier ရှုံးနေသွားခဲ့ရတဲ့အဓိကအချက်အနေနဲ့ကတော့တက်လုံကြောင့်ပဲလို့ပြောလို့ရပါတယ်။တကယ်တမ်းအချိန်အနေရှင်လုံးကြရတဲ့အခြေအနေမျိုးတွေမှာဆိုရင်တော့ Rainier ရဲ့တက်လုံကအနည်းချက်တစ်ခုဖြစ်နေပါတယ်။ တကယ်လို့ Campsel လို Fighter မျိုးနဲ့တွေ့သွားမယ်ဆိုရင်တော့လွယ်ကူမှာတော့မဟုတ်တာသိချနေပါနဲ့။နောက်တစ်ခုကတော့ Rainier တို့ဖက်ကစိတ်သက်ပိုင်မယ်ဖြစ်ပါနဲ့။ Rainier အနေနဲ့ Strata ချီအပြီးမှာပဲသူတို့ဖက်ကအရှုံးပေးလိုက်တာကြောင့်တွေးနေတယ်ဆိုပြီးတော့မှထင်ချင်းစရာတွေဖြစ်သွားခဲ့ရပါတယ်။ဒီပွဲမတိုင်ခင်မှာ Rainier က Medawit တန်တစ်ခုလုံးကိုပတ်ပြီးတော့စင်ခေါ်ထားခဲ့တာပဲဖြစ်ပါတယ်။အခုလိုဆက်မပြိုင်နိုင်ပဲအရှုံးပေးလိုက်တာကြောင့်ပွဲပြီးမှာ မေဒဝိတ်တန်ကဖိုင်တာတွေအလုံးကလည်းရိုင်းနီယန်ကိုပြန်ပြီးတော့မှလေတိုက်ခဲ့ကြပါတယ်ရိုင်းနီယန်အနေနဲ့ UMC မှာအောင်မြင်ချင်တယ်ဆိုရင်သူ့ရဲ့စွမ်းဆောင်ရည်ကိုဒီထက်ပိုပြီးအဆင့်မြင့်တင်ဖို့လိုအပ်နေပါတယ် UMC မှာဖိုင်တာကောင်းတွေပေါ်လာကြအောင်တပေါက်ထဲကောင်းနေုံနဲ့လှုပ်ရှားလို့မရနိုင်ပါဘူး ground ပိုင်းမှာဆိုရင်လည်းအချုပ်တကွက်ထင်းနဲ့လှုပ်ဆောင်လို့မရနိုင်ပင်နဗမ်ပိုင်းမှာပြင်ဆင်ထားတဲ့ဆိုတော့ကို Brandon Allen ကပညာပီးတွားခဲ့တာပဲဖြစ်ပါတယ်။ဒီရှုံးပွဲကြောင့် Rainier Director ရဲ့ Champion လူခွင့်ကလည်း နောက်နေသွားခဲ့ရမှာဖြစ်တယ်လို့နောက်ပွဲတွေကြိုက်ရင်ပြန်ပြီးကြိုးစားသွားရတော့မှာပဲဖြစ်ပါတယ်။ Rania ကိုအနိုင်ယူသွားနိုင်ခဲ့တဲ့ Brandon Allen ကတော့အဆင့်ခုန်တက်လာဖို့ရှိနေပြီးထိတ်ဆုံး9ယောက်စီးရင်ထဲကိုဝင်ရောက်လာမဲ့ Fighter တအူဖြစ်လာနိုင်ပါတယ်။ဆက်လက်ပြီးတော့ One Friday Fights 130မှာပါဝင်လာမဲ့မြန်မာ Fighter 2ဦးရဲ့တွဲဆိုင်အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ ဝမ်ချမ်ပီယံရှစ်အနေနဲ့ကတော့မြန်မာဖိုက်တာတွေကိုပွဲထုတ်ပြီးဆိုရင်အပတ်စဉ်ဆက်တိုက်ကိုပွဲထုတ်တက်တဲ့အလေးအထမျိုးရှိနေခဲ့ပါတယ်။ဒီကိနဲ့အပတ်တုန်းက1 Friday 5 129ပြိုင်ပွဲမှာဆိုရင်လည်းမြန်မာဖိုက်တာတွေဖြစ်တဲ့ထွန်မင်းအောင်ဟာလင်းအွန်တို့ပါဝင်ခဲ့ကြပြီးတော့ဟာလင်းအွန်ကတော့နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ဒီတစ်ပတ်မှာချင်ပါပြုတ်လောက်သွားခဲ့တဲ့1 Friday 5 130ပြိုင်ပွဲမှာဆိုရင်လည်းမြန်မာဖိုက်တာ2ဦးအထိပါဝင်လာဖို့ရှိနေပါတယ်။ 1 championship ကိုအစောဆုံးရောက်ရှိခဲ့တဲ့မြန်မာ fighter တအူးဖြစ်တဲ့ဆွန်ရွက်ဟာဆိုရင်လဲ135 130ပြိုင်ပွဲမှာပွဲပြန်လည်ထိုးတက်သွားရတော့မှာဖြစ်ပါတယ်ဆွန်ရရဲ့ one championship ခရီးကတော့အနိုင်အမြင့်အသက်အကျတွေများလွန်နေခဲ့တယ်လို့ပြောလို့ရပါတယ်။ one championship မှာရှုံးပွဲတွေဆက်တိုက်ကြုံဘူးခဲ့တယ်လို့နိုင်ပွဲတွေလည်းပြန်ရပြီးတော့စာချုပ်ရဖို့အတွက်လည်းနှီးဆက်ခဲ့ဘူးပါတယ်။ ဒါပေမဲ့နိုင်ပွဲရနေတော့မှာ Time Fighter Combo 9ကိုရှုံးနေပြီးတော့စာချုပ်နဲ့အလံဝေးသွားခဲ့ရတယ်လို့နောက်ဆုံးပွဲမှာဆိုရင်လည်း Time Fighter Samindan ကိုရှုံးနေသွားခဲ့ရပါတယ်။ဒါပေမဲ့ One Championship ကတော့ Sunrock ကိုအခွင့်အရေးဆက်ပြီးပြီးလာခဲ့ပါတယ်။ဒီတစ်ခါ Sunrock နဲ့ထိုးတက်သွားမဲ့ပြိုင်ဖက်ကတော့ PK Sunshine Jin က Yamin ဆိုတဲ့ Fighter ပဲဖြစ်ပါတယ်။သူက One Championship မှာ၃ပွဲထိုးတက်ထားပြီးတော့မှ၂ပွဲနိုင်၃ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကတော့သူ့ရဲ့သုံးပွဲစလုံးကအမှတ်အဆုံးအဖြစ်ထိမရောက်ထားဘဲနဲ့ဝက်ပြတ်ထားခဲ့တဲ့ဖိုင်တာပဲဖြစ်ပါလိမ့်။ဆိုရက်အနေနဲ့ကတော့ decision fighter မျိုးဖြစ်နေတာကြောင့်စိတ်ဝင်စားဖို့လည်းကောင်းနေပါလိမ့်။ပြန်ဖက်ကပွဲသိမ်းတဲ့ fighter မျိုးဖြစ်နေတာကြောင့်ဆိုရက်အနေနဲ့ဒရီကြီးကြီးထားကစားဖို့လိုအပ်နေပါလိမ့်။ on friday fight 120ပြန်ပွဲမှာဆိုရင်တော့မျက်နှာတင့်မြန်မာ fighter တအူးလင်းပါဝင်လာဖို့ရှိနေပါတယ်။အဲ့ဒီ fighter ရဲ့နာမည်ကတော့ slime tan queen ရှင်ဆိုတဲ့ fighter ပဲဖြစ်ပါတယ်။ ဒီ fighter ဆိုရင်လည်းလူရလက်ဝိပ်ပလေးတက်တွေနဲ့မစိမ့်တဲ့ fighter တဦးပင်ဖြစ်ပါလေ။ဒါပေမဲ့မွေထိုင်းအတွေ့အကြုံတော့လုံးဝမရှိထားသေးတဲ့ fighter တဦးဖြစ်နေပြန်ပါလေ။ One Championship ကိုရောက်တော့မှပဲပထမဆုံးမွေထိုင်းပွဲစဉ်ကိုထိုးတက်သွားမှာဖြစ်ပါလေ။သူကတော့135ပေါင်အန်တန်ဝိတ်တန်းမှာရှင်ပြန်ထိုးတက်သွားမှာဖြစ်ပါလေ။တို့အနေနဲ့ one championship မှာပထမဆုံးထိုးတက်သွားမဲ့ fighter ကတော့ song chain noise ဆိုတဲ့ fighter ပဲဖြစ်ပါတယ်။တို့ကတော့ one championship မှာ7 point ထိုးတက်ထားခဲ့ပြီးတော့ 6.9ပွဲနိုင်တပွဲရှုံးရလက်ကို ပိုင်ဆိုင်ထားခဲ့ပါတယ်။ One Championship မှာဒီလိုမျိုးရလက်ပိုင်ဆိုင်ဖို့ဆိုတော့ကတော့မလွယ်ကူပဲတကယ့်ကို Fighter ဂျင်းတူးလို့ဆိုရမှာပဲဖြစ်ပါတယ်။ဒီလို Fighter မျိုးကိုမွေထိုင်းအတွေ့အကြုံမရှိသေးတဲ့မြန်မာ Fighter နဲ့ပွဲတဲပေးတာကလည်းမမျှတတလို့ဖြစ်နေပါတယ်။တပကကြည့်မယ်ဆိုရင်တော့လေအနိုင်ရခဲ့ရင်ချက်ချင်းပဲနာမည်ကြီးသွားမဲ့အခွင့်အရေးလူတွေရှိနေပါလေ။ 195130မှာထိုးတက်တောင်းကြမယ်မြန်မာဖိုက်တာအနေနဲ့ဘယ်လိုမျိုးရလတ်တွေထပ်ပေါ်လာမလဲဆိုတာကတော့စောင့်ကြည့်ရုံသာရှိနေပါနဲ့ဆက်လက်ပြီးတော့1173မှာစစ်ဝင်စားပေါ်အကောင်ဆုံးချန်ပီယံခပ်ပတ်လူပွဲ၃ပွဲအကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ်ဝမ်ချမင်းရှိဟာလာမယ့်နိုဝင်ဘာလကျရင်1173ပြိုင်ပွဲကြီးကိုဂျပန်နိုင်ငံမှာကျင်းပပြုလုပ်သွားဖို့ရှိနေပါတယ်။ ဒီပြိုင်ပွဲကြီးမှာဆိုရင်တော့ခပလူပွဲကစုစုပေါင်း9ပွဲအထိပါဝင်လာမှာဖြစ်လို့တော်တော်လီးလင်းစိတ်ဝင်စားဖို့ကောင်းနေပါနဲ့ပြီးခဲ့တဲ့1172တုံးကခပလူပွဲ6ပွဲအထိစီစဉ်ထားပြီးနောက်ပြီးတော့တွဲဆိုင်ကအပြောင်းလဲဖြစ်သွားခဲ့လို့ခပလူပွဲ9ပွဲပဲကျန်ရှိနေခဲ့ပါနဲ့အခုတော့1 championship ဘက်ကခပလူပွဲ9ပွဲအထိကိုပါတခါလေးချပြလာခဲ့ပြီးဖြစ်ပြီး1172ထပ်ပိုများတဲ့အရေးအတွက်လည်းဖြစ်ပါနဲ့ 1173မှာပါဝင်လာမယ့်တချို့ချန်ပီယံခပ်ပတ်လူပွဲကတော့ဘဲဖိုက်တာကိုအနိုင်ရယူတွားနိုင်မလဲဆိုတော့ကိုခပ်မှန်တွားလို့ရနိုင်တဲ့အခြေအနေမျိုးတောင်ရှိကြပေမဲ့တချို့တွဲဆိုင်ကတော့ဘဒုကအနိုင်ရရှိတွားနိုင်မလဲဆိုတာခပ်မှန်ရခက်ပြီးတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့တွဲဆိုင်တွေလည်းရှိနေပြန်ပါလိမ့်။ပထမဦးဆုံးတွဲဆိုင်အနေနဲ့ပြောရမယ်ဆိုရင်တော့အနာတူလီမာလီခင်နဲ့အိုမာခင်တို့ရဲ့မကြည်ပွဲပဲဖြစ်ပါလိမ့်။ ပထမပွဲတုန်းကအိုမာကင်ကအနာတူနီမာလီကင်ကို split decision နဲ့ကပ်ပြီးအနိုင်ယူသွားနိုင်ခဲ့ပြီး heavyweight champion တအူးဖြစ်လာခဲ့ပါတယ်။အနာတူနီမာလီကင်နဲ့အိုမာကင်တို့ရဲ့ပထမပွဲနဲ့ပတ်သက်ပြီးအ धिक ပြန်ပြောသွားရမယ့်အချက်ကတော့ MMA ပွဲဒီကူဂျူဝိုင်းထဲမှာထုတ်တက်စီခဲ့တဲ့အချက်ပဲဖြစ်ပါတယ်။ဂျူဝိုင်းထဲမှာက MMA fighter တွေအတွက်လုံးတဲ့နေရာမှာအတော်လေးကိုအဆင်မပြေဖြစ်နေခဲ့ရပါတယ်။ ဒီပွဲဟာဆိုရင်လည်းလုံရတာအဆင်မပြေခဲ့ပဲနဲ့မကြာခဏကျိုးဝိုင်းတန်ကလူပြန်ခွာခိုင်းနေခဲ့ရပါတယ်။နာတူလီမာလီခင်ဟာဆိုရင်လည်းကျိုးဝိုင်းကိုလက်နဲ့ကင်မိလို့ဆိုပြီးတော့အဝါကက်ပြတ်ခံရလာလို့ရှိပါတယ်။ဘူမာကင်းအနေနဲ့ကလည်းဒီပွဲမှာမထင်မှတ်ထားလောက်အောင်ဆွမ်းဆောင်ပြခဲ့ပြီးတော့နာတူလီမာလီခင်ကိုကောင်တာပြန်ပြီးထိုးတက်ပြထားနိုင်ခဲ့တယ်လို့ဝင်လုံးတဲ့အခါမှာလည်း control time တွေကိုရယူပြတ်သွားနိုင်ခဲ့ပါတယ်။ပွဲရလက split decision ဖြစ်တာကြောင့် ဒီပွဲဟာရလက်မပြတ်သားတဲ့ပွဲတစ်ပွဲလို့ပြောလို့ရပြီးမကြည်ပွဲဖြစ်လာဖို့တကယ့်ကိုလူအပ်နေခဲ့တာပဲဖြစ်ပါလိမ့်တို့နှစ်ယောက်ရဲ့မကြည်ပွဲကလည်းဘယ်သူအနိုင်ရရှိသွားနိုင်မလဲဆိုတာပြောရခက်ပြီးဖိုက်တာနှစ်ယောက်စလုံးက90 90နိုင်ဖို့အခွင့်အရေးတွေရှိနေပါလိမ့်ဘူမာခင်းရဲ့နဘန်းဆွမ်းဆောင်ရီကလည်းလုံးဝရှော့တွက်ထားလို့မရပဲပထမပွဲတုန်းကလိုအနာတိုမီမာလီခင်ကိုဒုက္ခပေးလာနိုင်တဲ့အနေအထားမျိုးရှိနေပါလိမ့် နာတိုနီမာလီခင်ကတော့သူ့ရဲ့ပါဝါလက်တီတပေါက်ကလည်းဦးမခင်အတွက်လုံးဝရှော့တွက်ထားလို့မရပြန်ပါဘူး။ဒါကြောင့်မကြီးပွဲမှာဘရုကအနိုင်ရရှိသွားနိုင်မလဲဆိုတာကတော့ကျွန်တော်တို့ပရိသတ်တွေအနေနဲ့တကယ့်ကိုစိတ်ဝင်စားစောင့်ကြည့်ရုံသာရှိပါလိမ့်။နောက်ထပ်စိတ်ဝင်စားဖို့အကောင်းဆုံးချန်ပီယံလူပွဲကတော့နာတကန်နဲ့နန်ဆူရီတို့ရဲ့အန်တန်ဝိတ်မွေထိုင်းချန်ပီယံခပ်ပတ်လူပွဲတွေဆိုင်ပင်ဖြစ်ပါလိမ့်။အရင်တော့ကဝမ်ချမ်ပီယံရှစ်မှာအမျိုးသားအန်တန်ဝိတ်တန်းဆိုပြီးမရှိခဲ့ပါဘူး။နောက်ပိုင်းမှာတော့ဝမ်ချမ်ပီယံရှစ်က 135ပေါင်အန်တန်ဝိတ်တန်အတွက် fighter အစ်စ်တွေကိုခေါ်ယူထားခဲ့တယ်လို့အခုဆိုရင်အဲ့ဒီဝိတ်တန်အတွက် champion ခပ်ပတ်လူပွဲတွေကိုပါစီစဉ်လာပြီးခဲ့ပြီဖြစ်ပါတယ်။နာတကာကတော့ one championship မှာ3ပွင့်ဆက်တိုက်အထိကိုအနိုင်ယူပြနိုင်ခဲ့တဲ့ fighter တအုပ်ဖြစ်တယ်လို့နန်ဆူရီဟာဆိုရင်လည်း6ပွင့်ဆက်တိုက်ကို အနိုင်ယူပြထားနိုင်ခဲ့တဲ့ fighter ပဲဖြစ်ပါတယ်။ဒါကြောင့်9ပွဲဆက်နေတဲ့ fighter နှစ်ဦးထိတ်တိတ်တွေ့ဆုံကြမဲ့ပွဲချင်းလို့တောင်ပြောလို့ရပါတယ်။ ဘလူကန်ဝမ်ချမင်းရှင်းရဲ့အသစ်ဆက်ဆက်အန်တန်ဝိမွေတိုင်းချန်ပီယံကပ်ပကူတိမ့်ပိုက်တော်နိုင်မလဲဆိုတာကတော့စောင့်ကြည့်တွားရမှာဖြစ်ပါတယ်။နောက်ထပ် MMA ချန်ပီယံလူပွဲအနေနဲ့1173မှာပါဝင်လာမဲ့တွဲဆိုင်ကတော့ယူယန်ဝါကာမတ်ဆုနဲ့ဂျိုရှွာပါစီယိုတို့ရဲ့တွဲဆိုင်ပဲဖြစ်ပါတယ်။ယူယန်ဝါကာမတ်ဆုကတော့1172မှာချန်ပီယံဖြစ်လာပြီးတဲ့နောက်1173မှာပါဆက်လက်ပါဝင်ခွင့်ရရှိလာခဲ့ပါတယ်။1173မှာသူနဲ့ထိုးတက်သွားမဲ့ဖိုက်တာကတော့ flyweight တန်ကမဟုတ်ဘဲ ဝိတ်တန်စင်းထိုးရမဲ့ဖိုင်တာမင်းဖြစ်နေပါတယ်။ဂျိုရှာပါစီယိုကတတိယမကြီးပွဲမှာဂျာရက်ဘရော့ကိုအနိုင်ယူနိုင်ခဲ့တဲ့ပွဲအပြီးနောက်ပိုင်းနထက်ကွမ်းချန်ပီယံဖြစ်ဖို့ဝိတ်တန်ကိုဆင်းလာခဲ့ပါတယ်။ယိုယာဝါကာမတ်စုကဂျပန်အင်ရှင်ပရိသတ်တွေရှိမှထိုးတက်သွားမှာဖြစ်တယ်လို့သူဝိတ်တန်မလင်းဖြစ်နေပြန်ပါတယ်။တပကဂျိုရှာပါစီယိုကတော့ဖိုင်တာဂေါင်တူဦးဖြစ်နေတာကြောင့်အင်ရှင်ပရိသတ်တွေကိုဘလောက်အထိလုတ်ပြသွားနိုင်မလဲ နတ်ထကွမ်းချင်းပြင်းတူပါဖြစ်လာဖို့ရှိသလားဆိုတာကလည်းတကယ့်ကိုစောင့်ကြည့်ခြင်းစရာကောင်းနေပါလေ။ပရိသတ်တွေအနေနဲ့ရော1173မှာချင်းပြင်းလူပွဲတွေမှာဘယ်သွဲဆိုင်တွေကိုစိတ်ဝင်စားပြီးစောင့်ကြည့်ခြင်းဆုံးလဲဆိုတာ comment မှာဝင်ရောက်ဆွေးနွေးတော့ပြဖို့အလုံးကိုဖိတ်ခေါ်လိုက်ချင်ပါလေ။ဟုတ်ကဲ့ပါ။ဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုအပ်နေတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။ ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ